အားလုံးပဲမင်္ဂလာပါဗျာဖိုကော်နီနီးပညာနေပြန်နေကြိုးစားပါရယ်ဗျာဒီနေ့မှာတော့ Redmi ဖုန်းသလုံးပေါ့နော်အခုလိုပိတ်လိုက်ဖွင့်လိုက်နေဖြစ်နေတယ်အဲ့လိုပိတ်လိုက်ဖွင့်လိုက်နေဖြစ်နေတာလေးကို message မျိုးပြည်ပြည်နေမျိုးပေးမှဖြစ်ပါတယ် message မျိုးနဲ့ဖုန်းလေးမှာတစ်ခါရောက်ချင်းအခုလိုမျိုးပိတ်လိုက်ဖွင့်လိုက်မျိုးဖြစ်နေအခုကျွန်တော်ပြောလိုက်တဲ့လို့လို့ရပါတယ်အဲ့တော့ပိတ်လိုက်ဖွင့်နေဘာကြောင့်ဖြစ်တယ်ဆိုတော့ဖြစ်တာအဲအကြောင်းရင်းအဓိကအများဆုံးဖြစ်တာ၃ခုရှိပါတယ် အဲ့ပရမတ်တစ်ခုကတော့ကျွန်တော်စက်တဲ့ဒါလေးတဲ့ခါမျိုးမှာစတိုရီပြည့်နေတာရောမရှင်းမင်းတဲ့ဆက်သုံးနေတဲ့ခါမျိုးမှာ wifi နဲ့တောက်လျှောက်ဖွင့်ထားတယ်အဲ့တော့အဲ့ဒီအချိန်မျိုးတွေမှာဆက်ကိုပိတ်ပြီးပြန်ခွင့်လိုက်လို့ရှိရင်ဆက်ကပြန်မထက်တော့ဘူးနဲ့အခုလိုလေးပြီးတော့အဲ့လိုဂျန်တွေဖြစ်ပြီးတော့ခုလိုမျိုးပိတ်လဲခွင့်နဲ့လည်းဖြစ်တယ်ဒါနံပါတ်၁ချက်နံပါတ်၂ချက်ကတော့ကျွန်တော်တို့က update တွေပေါ်နေတယ်အဲ့ဒါတွေကို update တော့နှိပ်လိုက်တယ်နှိပ်ပြီးတော့ကျွန်တော်တို့ wifi နဲ့ခွင့်ထားတယ်ပေါ့နော်အဲကျွန်တော်တို့လည်းမသုံးတော့ wifi နဲ့ပိတ်လိုက်တယ်အဲ့တော့ပိတ်လိုက်တော့တစ်ခါကျလို့ရှိရင် तू ကအဲ့လို update လုံးမလို့လို့မလုပ်တော့လို့နဲ့အဲ့လိုအပေါ်မရောက်ဟိုမရောက်တိမျိုးနဲ့ဇောကန်နိုင်ဖြစ်နေတယ်ပေါ့ဗျာအဲ့လိုအချိန်မျိုးမှာလည်း power ါပိတ်ပြီးပြန်ဖွင့်တဲ့အခါမျိုးမှာအဲ့လိုမျိုးလေးခုလိုပိတ်လိုက်ဖွင့်လိုက်ဖြစ်တတ်တယ်။အဲကျွန်တော်နောက်တစ်ချက်ကတော့ဓက်ခဲပေါ့နော်ဓက်ခဲမကောင်းလို့ရှိရင်လည်းခုလိုပိတ်လိုက်ဖွင့်လိုက်ဖြစ်တတ်တယ်။အဲကျွန်တော်အဲဟိုနောက်တစ်ခုရှိတယ်ဗျအခုလိုဒီဒီခလုတ်တွေပါဝါခလုတ်တို့အတန်တိုးချက်ခလုတ်တို့အတန်ချဲတဲ့ခလုတ်တိုးတဲ့ခလုတ်တွေကျွန်တော်တို့ရေထီတွေပဲဖြစ်ဖြစ်တားသွားဖြစ်မိတော့ပဲဖြစ်ဖြစ်ပြန်မကန်တော့ရင်ဖြစ်ဖြစ်ခလုတ်မကောင်းဖြစ်ဖြစ်အဲ့လိုမျိုးတွေလည်းပိတ်လိုက်ဖွင့်လိုက်ဖြစ်တတ်သေးတယ်။ဒါကကျွန်တော်ဖြစ်ဖြစ်တတ်တာအများစုပေါ့နော်။ အဲ့တော့အဲ့လိုဖြစ်တတ်တာလေးရတခါကြလို့ရှိရင်အဲကျွန်တော်စီမှာအများဆုံးလာတာကတော့ကျွန်တော်ဒီခလုတ်လေးလိုကောင်းသွားတယ်လည်းရှိသလိုခါကြလို့ရှိရင်လည်းဖုန်းကို free reserve ပေါ့နော် free reserve ကို recover ရတဲ့ခေါ်ပြီးတော့ free reserve ချလိုက်နေကောင်းသွားတဲ့မျိုးရှိသလိုတခါကြလို့ရှိရင်လည်းတကယ်လည်းမှကောင်းတဲ့မျိုးလေးလည်းရှိတယ်အဲတခါကြလို့ရှိရင်တော့ software တွေပြန်ရေးရတာပေါ့ဗျာ software ပြန်ရေးပေးရတယ်တခါကြလို့ရှိရင်လည်းအဲ့လိုမျိုးဟို global တွေချင်းပြရတယ်အဲ့လိုချင်းမျိုးမှာကောင်းတဲ့မျိုးတွေရှိတယ်ဒါပေမဲ့ဘယ်ဘေးဖြစ်ကျွန်တော်အလွယ်ဆုံးနဲ့စလုပ်မယ်အဲအလွယ်ဆုံးစလုပ်မယ်ဆိုတော့ဒီဟာကို ရကဘာဒီခေါ်ခေါ်ပြီး free reset တွေချကြည့်မယ်ချကြည့်လို့မရဘူးဆိုမှကျွန်တော်တို့ဖုန်းကိုအဲကျွန်တော်တို့ခွာပြီးတက်ခဲရပါထုတ်ပြီးတော့ထုတ်ပြီးတော့တက်ခဲဖြုတ်တက်လေးလုပ်ကြည့်မယ်ပေါ့နော်โอเคအဲကျွန်တော်ဒီအချိန်နေရတော့ဒီခေါ်လို့ဒီမှာဒီမှာကျွန်တော်ရကဘာဒီခေါ်ကြည့်မယ်အဲ power clone နဲ့ အတန်ချဲတဲ့ခလုတ်နဲ့တွဲနေထားလိုက်မယ်ခါတိုင်းလိုပဲ recovery ခေါ်တယ် recovery ကတော့ဝင်နေဒါပေမဲ့မငြင်းဖြစ်နေเนาะဒီမှာသူဟိုဝင်မလို့လို့မဝင်လို့နဲ့ခဏလေးဒီမှာပြန်ထွက်သွားတယ် okay အဲ့လိုချင်းနေမျိုးဖြစ်နေတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တေချာတယ်သူ့ကို recovery ခေါ်ပြီးတော့ free reset ချာလို့မရဘူးเนาะမရောက်ဆိုလို့ရှိရင်ကျွန်တော်တို့တွေဖြုတ်ပြီးတော့တခဲလေးကိုဖြုတ်ကြည့်မယ်အဲတခဲဖြုတ်ဖြုတ်ကြည့်မယ်အဲ့ဒါချက်တော့စမ်းကြည့်မယ်เนาะ okay โอเคဒီမှာလည်း तू တာဒီမှာလည်း तू ဖြုတ်ထားလာမသိဘူးเนาะဒီမှာ finger ကြိုးလောင်ပြက်ပြက်လို့เนาะအဲဒါကျွန်တော်တို့သူ့အတူရှာလုတ်ထားလာဒါမှမဟုတ်ဆက်ဆိုင်မပြထားလာမသိဘူးဗောနော်ဒီမှာ finger ကြိုးလောင်ပြက်နေတယ်โอเคအာဆိုလို့ရှိရင်เนาะအဲတစ်ချက်လောက်ဒီဒီဖုန်းလေးကိုတစ်ချက်ဖွင့်ကြည့်မယ်နော် โอเคကျွန်တော်ဆိုင်နေရတော့မန်းမန်းတလေးပေါ့เนาะလက်နက်ဆဲရှင်းနေရှင်းသွင်းကြမှာရှိပါတယ်စကုလညောင်မင်းတဲ့လည်းနှီးပါတယ်ဗျဖိုးခွားလေးလို့မေးလိုက်ရင်တရက်ကလုံးခွေးရက်ဆက်ကလေးဆုံးကုန်တိပါတယ်အဲ့တော့ဒါမဲ့အချိန်တွေတခုမကောင်းတာကတော့အဲရောစီကတော့လမ်းဘေးနေလမ်းဘေးအဲ့လမ်းဘေးစားလို့ဖြစ်နေပါဘောเนาะအဲ့လိုမျိုးလို့ဖြစ်နေတယ်ငလင်ကြောင့်မလို့ပေါ့เนาะအခုဒါတရားလေးလည်းကျွန်တော်ပြေးလွန် ဒါကျွန်တော်ဆိုင်ခန်းလေးတော့လူတကူစားလေးတော့တခြားလေးရှင်းလင်းပြီးတော့အဲနည်းမဲနည်းပါပြုတ်လို့ရအောင်တော့လှုပ်ထားတယ်ပေါ့နော်အထဲလေးပါလေးတော့ကိုအိမ်ထဲလေးပါလေးတော့ဝင်ပြီးတော့အဲ့လိုလိုမရသေးဘူးပေါ့နော်လည်းပြင်စရာလေးလည်းရှိသလိုငလင်းကလည်းလည်းပိုကျန်းနေဆိုတော့နော်ခလိုစရာပြင်ဖို့မရသေးဘူးဖြစ်โอเคโอเคအဲ့ဆိုရင်ကျွန်တော်ဒီမှာအဖြေတစ်ခုကတော့ ာတွေ့လဲဆိုတော့ကျွန်တော်ဒီမှာဒါဆိုရင်ဒါသူ finger တော့သူပြက်ပြက်ထားဆိုခဏဖြိုးထားလိုက်မယ်နော်โอเคဒီမှာသူတခဲကိုကျွန်တော်ဖြိုးလိုက်မယ်အဲတခဲလေးဖြိုးလိုက်မယ်တခဲလေးဖြုတ်လိုက်မယ်ပြီးတော့ power ခလုတ်ခဏဖြိုးထားမယ်အဲဒီမှာဒါသူ့ရဲ့ power ဂျိုးနော်ဒီမှာအတန်အတိုးချဲ့ကောဒီ power ခလုတ်ကတခါလေးတွဲလာတာဖြစ်ပါတယ်ဒါကြောင့်ခလုတ်နေမကောင်းရင်သူ့အလွယ်တကူလဲလို့ရတယ်နော်ဒါလေးကိုကျွန်တော်ဒါလေးအဲဒါလေးဒီမှာဖြိုးထားလိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်တွေသူ့ကိုတခဲလေးပြန်တက်လိုက်ပါ เนาะတခဲဖြုတ်ပြီးတခဲလေးပြန်ပြန်တက်လိုက်မယ်เนาะပြီးရင်အားလေးတစ်ချက်သွင်းကြည့်မယ်ဗျအားလေးချက်သွင်းကြည့်မယ်โอเคကျွန်တော်ဘာလို့ပါဝါကျိုးဖြုတ်တာလဲဆိုတော့ပါဝါကျိုးကြောက်ဖြစ်လို့ရှိရင်လည်းသိတအောင်လို့ပေါ့เนาะโอเคအားဆိုရင်တော့ဒီမှာဘာခလုံးမှမရှိဘဲနဲ့တော့သူ recovery mode ထဲကိုဝင်နေတယ်နော်โอเคဘာခလုံးမှ မနှိပ်ပဲနဲ့ဒါဆိုလည်းခလုတ်တွေဖြုတ်ထားတယ်เนาะဒါဆိုရင်ဒီမှာခလုတ်တွေကြိုးတွေအလုံးမလုတ်တော့ဘူးဒါကိုသူက recovery ထဲကိုဝင်ကျင်နေတယ်เนาะအပေါက်လည်းတိတ်မကောင်းခြင်းမြေအပေါက်လည်းချောင်ခြင်းနဲ့အပေါက်လည်းချောင်ခြင်းနဲ့ဘာလို့အားလည်းတွင်းတစ်ချက်မတွင်းတစ်ချက်ဖြစ်။ Okay ကျွန်တော်ကြိုးလေးတစ်ချက်ပြောင်းကြည့်မယ်နော်။ โอเคအောက်ဆိုကျွန်တော်ဒီကောင်လေးကိုကျွန်တော်အားလေးနည်းနည်းလေးတွင်းတဲ့ခါမျိုးမှာအခုလိုမျိုးအားကုန်တဲ့ပုံပြလိုက် recovery ထဲဝင်သွားတဲ့ပုံပြလိုက်အဲအဲ့နှစ်ခုဖြစ်နေတဲ့ပုံเนาะအဲ့နှစ်ခုဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့တွေအဲ ဖះကိုကျွန်တော်တွေအလုပ်တင်နေဆိုတော့ကျွန်တော်ရေစုံဒီခလုတ်ပေါ့နော်ဒါဆိုရင် तू ကဒီခလုတ်ညှိနေလို့ဒီခလုတ်မျိုးရကာရေမုံတဲ့ဝင်နေတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာခလုတ်တက်တဲ့ထိုင်လေးတွေကိုတန်ရှင်းလေးလေးလုပ်မယ်ပြီးလို့ရှိရင်ဒီအဒီအသွင်းကောင်းပေါ့နော်အသွင်းကောင်းအောက်ချမ်းလေးတွေတန်ရှင်းလေးလုပ်မယ်အဲ့တော့လိုအပ်လို့ရှိရင်တော့အစ်စ်နဲ့စမ်းကြည့်ရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တွေအဖြေရှာတွေ့မှာဖြစ်ပါတယ်အဲ့တော့ဒီအသွင်းအောက်ချမ်းကိုလည်းအစ်စ်နဲ့စမ်းမယ် ခလုတ်ကိုလည်းအတင်နဲ့ဆမ်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေအလွယ်တကူပဲအဖြေရရှာတွေ့ပါလိမ့်ဗျ။ Okay အဲ့ဒီနှစ်ခုဆမ်းလို့မှအဆင်မပြေဘူးဆိုလို့ရှိရင်ကျွန်တော် AC ပဲဖုန်းကို Ferry Reset ချလာရုံမှာပဲ။အဲ့တော့ပိုလို့တေချာတော့အောင်တက်တက်ခဲနဲ့လည်းဆမ်းမှာဖြစ်ပါလိမ့်ဗျ။အဲ့တော့တက်ခဲအတင်နဲ့လည်းဆမ်းလို့ရပါသေးတယ်။လောလောဆယ်ကျွန်တော်စီမှာတက်ခဲအတစ်တော့ဆမ်းစရာတော့မရှိဘူး။ကျွန်တော်လောဆယ်တော့ဒီပေါ့နော်ဒီ option နဲ့ပါဝါခလုတ်လေးတွေကိုအရင်တန့်ရှင်းနေတစ်ချက်လုပ်ကြည့်မယ်နော်။ โอเคตู้เนี่ยตะเคียนขนาดผุถามมั้ยเนาะไม่ใช่เนาะตู้အဲ့တော့သူ့ဘာကိုကြွရတဲ့ခါကျတော့ရှင်ဒီအပေါ်မှာတချို့မော်ဒယ်တွေကတော့သူ့ အောက်မှာပေါ့နော်ဒီ socket အောက်မှာရှိတတ်ပါတယ်အဲ့တော့အထိုင်လေးနေတန်ရှင်းလုပ်ပြမှာဖြစ်ပါတယ်ဒါတော့ socket ချိုးထိုးနေလာရပေါ့နော် okay အဲ့တော့ဒီကလေးတန်ရှင်းလုပ်ပြီးတော့ဒီအောက်လေးတန်ရှင်းလုပ်ကြည့်ပါနော် ကျွန်တော်ကန်ကောင်းတာလားကန်ဆိုးတာလားမသိဘူးကျွန်တော်စီလာတဲ့ဖုန်းအားလုံးတော်တော်များများသူများဆိုင်ရာပြင်းပြင်းထန်ထန်ပဲများတယ်ခေအဲ့တော့ကျွန်တော်စမ်းကြည့်မယ်โอเคအားဆိုအားဆိုပြီးပေါ့နော်ကျွန်တော်တစ်ချက်လောက်အားလေးနည်းနည်းပြနေတော့ recovery mode ဝင်နေနေပေါ့နော် ကျွန်တော်အရင်လုံးလေးရတော့ကျွန်တော်တွေဒီ power clock လေးလဲလို့ကောင်းသွားတာလည်းရှိသလို factory reset ချလိုက်လို့ကောင်းသွားတာလည်းရှိပါတယ်။အဲတချို့လုံးလေးရတော့တစ်ခဲလေးမှကောင်းတာလည်းရှိပါတယ်ဗျ။နောက်ဆုံးအဆင့်နေနေရတော့ကျွန်တော် software တွေပြန်ရေးတာမျိုးရှိတယ်ပေါ့နော်။ဒါပေမဲ့တွားတာတော့နည်းပါတယ်။ Okay အဲဆိုကျွန်တော်အခုဒီရောက်အရင်ဆုံးပထမဆုံးကျွန်တော် power key လေးကိုကျွန်တော် power click လို့မှာ power အော်ကလုတ်အတန်တိုးချက်ကလုတ်ဒီမှာတခါတည်းလာရနော်ဒီကောင်လေးကဈေးတည်းပေါ်တယ်ဈေးတည်းသိမရှိဘူးနော်ဒီမှာအဲဒီကောင်လေးကိုကျွန်တော်အစ်စ်လေးလိုက်ပါတယ်အစ်စ်လေးလည်းချင်းနေမြန်မာဖုန်းလေးကအခုလိုပဲအဲကျွန်တော်တို့ပြန်တက်လာပါဗျာနော်โอเคနော် မနော်ဒါဆိုရင်ခူတန်လေးပဲပြန်တက်လာပါတယ်โอเคအဲဆိုရင်ဒါဆိုရင်ဒီကောင်ကဒါ power cloud ကြောင့်ဖြစ်တာပေါ့နော်ဒါကြောင့်ရင်ဒီကောင်ကအာ software ကြောင့်လည်းမဟုတ်ဘူးဗတိကြောင့်လည်းမဟုတ်ဘူး power cloud ကြောင့်ပဲဖြစ်ပါတယ်ဗျဒါလေးမရှင်မလိုက်မြပေးတတ်ပါဗျမရှင်မရဖုန်းနဲ့အခုလိုမျိုးပိတ်လိုက်ခွင့်နိုင်နေဖြစ်နေခုလိုမျိုးလေးလုပ်လို့ရတယ်ဆိုတဲ့အကြောင်းလေးလာပြီးမြပေးတတ်ပါဗျโอเคဒါကျွန်တော် power power cloud လေးရတော့ power cloud အစ်စ်လေးကိုကျွန်တော်ဒီမှာတေချာလေးထိုင်ချလိုက်မယ်နော်ဒီမှာဒီကောင်လေးပဲဖြစ်ပါတယ်ဒါတော့ power cloud အစ်စ်ပေါ့နော် โอเคအားလုံးကျေးဇူးတင်ပါတယ်ဗျမိတ်ဆွေများရဲ့ဖုန်းနဲ့ခုလိုမျိုးဖြစ်ရင်ခုလိုမျိုးလေးအဆန်းလို့ရတယ်ဆိုတဲ့အကြောင်းလေးကို line မြောက်ပေးတာပါဗျအားလုံးပဲကျွန်တော်ဗီဒီယိုနဲ့နေပြီးတော့မိတ်ဆွေများတစုံတရာကြိုးရှိမိတ်ထင်ပါတယ်ဗျ Lion Square နေပြီးအားပေးကြပါဦးဗျအားလုံးပဲအနေငယ်ပေးရှင်းကြပါစီဗျ Allo ve ma cala ma te apo quale ne pi mia cane allo mo cho so va de bia like e subscribe ne pi a pe cha la o bia bia bia